် DVB ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။တော်လိုင်းပူပေါင်းတပ်တွေနဲ့စစ်ကော်မရှင်တို့အကြားနိုဝင်ဘာလ30ရက်နေ့ပိုင်းကမိုးကုတ်မိုးမိတ်တနင်္လာမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIO KIA သတင်းပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကအတည်ပြုပြောပါရယ်။ဒါပေမဲ့တိုက်ပွဲဖြစ်ရာနေရာဘာကြောင့်တိုက်ပွဲဖြစ်တယ်ဆိုတာနဲ့ဒီကနေ့ဒီဇင်ဘာလ10ရက်နေ့ထိတိုက်ပွဲဆက်ရှိလားဆိုတာနဲ့ပတ်သက်လို့သူ့အနေနဲ့မသိရသေးကြောင်းပြောပါရယ်။ စကိုင်းတိုင်းခေဦးမြို့နယ်ကတိုက်ပွဲတွေတွင်သေဆုံးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရော့အလောင်းတွေကိုနွေဘာလ28ရက်မနက်ပိုင်းမှာမီးသချို့ပေးခဲ့ရတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောပါရယ်။မန္တလေးတိုင်းညောင်ဦးမြင့်ချန်လမ်းပိုင်းမှာနွေဘာလ29ရက်မနက်7:00နာရီဝန်းကျင်ကပြူစော်တီခေါင်းဆောင်တီတာယူမွန်ရဲ့အဖွဲ့ဝင်တွေလိုက်ပါလာတဲ့မော်တော်ယာဉ်ကိုဂျာပြတ်တိုက်ခတ်ခဲ့တဲ့အတွက်ပြူစော်တီ9ယောက်သေဆုံးတာ တနတ်သုံးလက်နဲ့ခဲရန်နဲ့တင်စီရရှိခဲ့တယ်လို့ပခောက်ကူမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပခောက်ကူမြို့နယ်ပကဖကနွင်ပါလာသုံးဆိုင်နဲ့ညာပိုင်းမှာထုတ်ပြန်လာပါတယ် DVB ရဲ့နောက်ဆုံးရသတင်းတွေကို DVB TV News Facebook Page မှာဆက်လက်ရှိနေပါတယ်ခင်ဗျာ